ပါရှင်ကျွန်မကတင်ပါဒီနေ့မေလ29ရက်နေ့အတွက် People's Media ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်စစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့စီးပွားရေးပျော်လဲမှုကြောင့်မြမလူအခွင့်အရေးဆိုးရွားလာနေတယ်လို့ကုလပြောတဲ့သတင်းဒေသအတွင်းပြည်လဲအခြေချနိုင်အောင်ထိထပြူဟာကိုတင်းယူရတာလို့ KNU ပြောတဲ့သတင်းစောင်းပြောင်းရတိုက်ပွဲမှာ PNO ပြည်သူစစ်တပ်ဖွဲ့ဗိုလ်မှူးအပအဝင်ထိခိုက်ဒေဆုံးသူများပြတဲ့သတင်းမတရားမြို့နယ်မှာတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် မြန်မာစစ်တပ်ရဲ့မရက်မနာအကြမ်းဖက်မှုပြည်ထောင်ကင်းလွန်ခွင့်ရရှိနေမှုစီးပွားရေးပျော်လဲမှုနဲ့အတူပုံမဆိုးရွားလာတဲ့ပဋိပက္ခတွေကြောင့်မှအရက်သားမြန်မာပြည်သူတွေဟာရေစာပင်တွေအဖြစ်ပိတ်မိနေစေတယ်လို့ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံ OACAR ရဲ့အစီရင်ခံစာအသစ်မှာဖော်ပြထားပါတယ်။ကုလရဲ့အစီရင်ခံစာအသစ်မှာ2021ဆရာနာသိမ်းပြီးအချိန်ကလေးကပုံမဆိုးရွားလာတဲ့အခြေအနေတွေကိုမိမောင်းထိုးပြထားတာပါ။မြန်မာစစ်တပ်ကိုလက်နက်ဆွဲကန်တော်လှန်နေတဲ့အဖွဲ့တွေ မြေပြင်ဆုံးမမှုပုံပုံရရှိလာချိန်မှာစစ်ကောင်စီဟာအရဲသားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးပြက်ခတ်တာတွေကိုလုံဆောင်လာတယ်လို့ကုလကဆိုပါတယ်မြန်မာနိုင်ငံကပြည်သူတွေဟာပုံပုံဆိုးရွားလာတဲ့လူအခွင့်အရေးအကျပ်တဲတွေကိုကြံ့ကြံ့ခံရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂလူအခွင့်အရေးဆရာမဟာမင်းကြီးကပြောပါတယ်ပဋိပက္ခတွေကျယ်ပြန့်လာတာကနိုင်ငံရဲ့စီးပွားရေးအပေါ်ကိုတက်ရောက်မှုရှိခဲ့ပြီးလူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကလည်းပုံပုံဆိုးရွားစေခဲ့တယ်လို့ကုလအစိုးရကစားကဆိုပါတယ် မြမပြည်သူတွေရဲ့ထက်ဝက်ကြော်ဟာဆင်းရဲမွဲတင်မှုမြင်းအောက်ရောက်နေပြီးစားနပ်ရိက္ခာမလုံလောက်မှုနဲ့ကုန်စည်နှုန်းမိုးထိုးနေတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်ရှင်။တနင်္လာရီတိုင်းဒုဗယ်ခရိုင်မှာဒေသအတွင်းအရေးပါတဲ့စစ်ကောင်စီရဲ့ထိထားပြူဟာစခန်းကိုမသိမ်းပိုက်နိုင်ရင်နယ်မြေအတွင်းပြန်လည်အခြေချဖို့ပုံမခက်ခဲတာကြောင့်အပိသက်တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်တယ်လို့ KNU တပ်မဟာလေးရဲ့အတွင်းရေးမှူးဘဒိုစောအင်နာကပြောပါတယ်။ထိထားပြူဟာကထိုင်းနယ်စပ်အနီးမှာရှိပြီးထိုင်းမြန်မာနယ်စပ်ကုန်းသွေးစခန်းဖြစ်တဲ့ ခြေကိဒေတာကိုစွန့်မိုးထားတဲ့စကန်လေးဖြစ်ပါတယ်။ KNU ရဲ့စစ်ရေးနဲ့အုပ်ချုပ်ရေးနယ်မြေတပ်မတ်ပုံရထိထပြွာစကန်နဲ့ခြေကိဒေတာဟာဆိုရင် KNU ရဲ့ဗိတ်တဝဲခရိုင်တပ်မဟာလေးနယ်မြေထဲမှာရှိတာပါ။ထိထပြွာစကန်ကိုပြီးခဲ့တဲ့ April 12ရက်မှာစတင်တိုက်ခိုက်ပြီးတိုက်ပွဲရှေ့ရမြောက်နေ့မှာအပိသက်တင်းယူနိုင်ခဲ့တာပါ။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က စကန်လက်မလွတ်ရဖို့လေကြောင်းကနေ၁၈ကြိမ်တိုက်ခိုက်ခဲ့တယ်လို့စစ်ကူလည်းဖြည့်တင်းခဲ့တယ်လို့သိရပါတယ်။ ထီထဗျူဟာစကန်ကိုပြီးခဲ့တဲ့1990ကျော်ကာလတွေမှာ KNU ကလက်လွတ်ဆုံးရှုံးခဲ့ရတာပါအဲ့ဒီနောက်နှစ်ပေါင်း30ခန့်အကြာမှာစစ်ကောင်စီတပ်ထံကနေပြန်လည်သိမ်းယူလိုက်နိုင်တာလည်းဖြစ်ပါတယ်ထီထဗျူဟာကိုသိမ်းပြီးတဲ့နောက်မှာနေဆက်ကုံတွေရရှိတဲ့ထီကီစကန်ကိုလည်းမေလ9ရက်မှာ KNU ကစက်တိုက်တိုက်ယူထားပါတယ်ရှင်ကျန်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာတိုက်ပွဲတွင် PNO ပြည်သူ့စစ်ရဲဗိုလ်မှူးခွန်ထွန်းဘော်အပါအဝင်အရမစုဆောင်ခံရတဲ့ပို့အိုလူငယ်ဒါဇင်နဲ့ချီပြီးတိုက်ဆုံးခဲ့ရတယ်လို့ အိုးစစ်ဘက်တရင်မြစ်တွေက People's Bank ကိုပြောပြပါရယ် PNO ပြည်သူ့ဆက်ဘုံမှုခွန်ထုံးပေါ်ဟာရက်စောက်မြွတ်နယ်ပင်ဖြစ်ကျေးရွာသားဖြစ်ပြီးမနေ့ကစောင်းပြောင်းရွာတိုက်ပွဲအတွင်းတင်ဆောင်ခဲ့ကဇနီးနဲ့ကလေးတူဦးကျန်ရင်ခဲ့တယ်လို့သိရပါရယ်စောင်းပြောင်းကျေးရွာအတွင်းတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့ဆက်ပူပေါင်းတပ်ကိုတော်လရင်ပူပေါင်းတပ်တွေကမေလ18ရက်ကစတင်ထိုးစစ်ဆင်ခဲ့ပါရယ်တော်လရင်တပ်တွေရဲ့ထိုးစစ်ကြောင့်တိုက်ပွဲအတွင်း PNO ပြည်သူ့ဆက်အဖွဲ့ဝင်အများအပြားအကြဆုံးရှိရလို့လဲ အိုးစစ်ဘက်ဒရင်ရင်မြစ်တွေကပြောပါတယ်ရှင်မန္တလေးတိုင်းမတရားမြို့နယ်အရှိချမ်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးမင်းညားအထိတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တော်လရင်တက်တွေစီကသိရပါတယ်မတရားမြို့နယ်အရှိဘက်ချမ်းက FRB လက်မြေဆက်ယုံညကန်တာရွာထန်းပင်ကုန်းကျေးရွာနဲ့ဂျားရွာအနီးတို့မှာတိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါတယ်မတရားနယ်မှာမြေပြင်ကနေစစ်ကြောင်းထိုးလို့မရတဲ့အခါစစ်ကောင်စီတပ်ကလေကြောင်းကိုအုံပြုပြီးဘုံကျဲတိုက်ခိုက်တယ်လို့တော်လရင်တက်တွေကအသိပေးပါတယ် တိုက်ပွဲအတွင်းစစ်ကောင်စီလက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထန်းပင်ကုန်းဘိုကုန်းမြောင်းတက်ကုန်းကြောက်တရာလက်ဝဲကြီးအောင်သာရကုန်းစတဲ့ကျေးရွာတွေကနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့ဒေသခံအချို့ကပြောပြပါတယ်စစ်ကောင်စီလက်တက်ရဲ့နေ့စဉ်နှီးပါလေကြောင်းတိုက်ခိုက်မှုတွေဟာကျေးရွာစာတင်ကျောင်းတွေဖုံကြီးကျောင်းနဲ့ဆေးကန်းတွေကိုအ धिक ပိတ်မတ်ထားတာလို့သိရပါတယ်မတရားမြို့နယ်အရှိချောင်းကိုပြီးခဲ့တဲ့နှစ်2029ဒုတိယပိုင်းစစ်ဆင်ရေးမှာမန္တလေး PDF ဦးဆောင်တဲ့ဒေါ်လာရေးတက်တွေကတင်းယူနိုင်ခဲ့ပြီးတဲ့နောက်မှာ စစ်တပ်ကဒရဇတ်ထိုးဆက်စင်ကပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပါရဲ့ရှင် People's Twin ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားကြရဖြစ်ပါရဲ့ရှင်